အဲကျွန်တော်တို့ကြည့်တဲ့လောက်မှာတော့ဒီဟိုအေးယူစရာရှိတယ်ဘာသာမရွေးပေါ့နော်အေးယူတာလေးရှိတယ်ဒီမှာအပြင်ကျွန်တော်တို့မော်လမြိုင်ကိစ္စလည်းမျိုးနောက်ပြီးတော့ဒီမန္တလေးကိစ္စလည်းမျိုးတွေမှာပေါ့လေနောက်ကျွန်တော်ခရီးရင်မှာလည်းဒီလိုပဲရှိတာပဲအဲနောက်တခြားဒီအရာပေါ်မှာအကြောင်းပြပြီးတော့အခွဲခြားခံတာမျိုးတွေတော့မရှိပါဘူးကိုဗစ် -19 ကြောင့်တော့ဘာသာရေးနဲ့ပတ်သက်လို့ခွဲခြားဆက်ဆံခံရတာတို့ ခွဲခြားခံရတာတို့ဘာသာပေါ်မှာအကျိုးသက်ရောက်မှုဘယ်သူဘာဘယ်သူမှလည်းမလုပ်ခဲ့ဘူးဘာမှလည်းအကျိုးသက်ရောက်မှုမရှိဘူးတခုရှိတာကိုဗစ် -19 ကြောင့်ပေါ့ဘာသာဝင်တွေအားလုံးကလွတ်လပ်မှုတော့နှဲသွားတာပေါ့အဲ့လိုတော့မရှိဘူးအခုကျွန်တော်တို့လေးဘာသာလုံးပေါ့အဓိကတော့ကျွန်တော်မြန်မာနိုင်ငံအနေနဲ့ပြန်ကြည့်မယ်ဆိုရင် အစ္စလမ်ဘာသာကိုဗုဒ္ဓဘာသာကိုခရစ်ယာန်ဘာသာကိုဟိန္ဒူဘာသာကိုအကုန်လုံးကတော့ ဒီကိုဗစ်ရဲ့ကန့်သက်ချက်ကအကုန်လုံးကတပင်းညီပဲဒီပုံမှာကျွန်တော်တို့တခုတည်းဟိုပဲတခြားသောဘာသာတခုတည်းဟိုပဲခွဲခြားပြီးဆက်ဆံထားတာတော့မရှိပါဘူးဘယ်ချိန်ဘယ်ကာလမှာဘယ်ပွဲကိုဘလို့မလုပ်ရဘူးလို့တတ်မှတ်တာလဲဆိုတာဘယ်ဘာသာရေလို့ရည်ညွှန်းချက်နဲ့တတ်မှတ်တယ်လို့တော့ဥစဉ်တော့မမြင်ဘူးကျမ်းမာရေရှုထောင့်တခုအနေနဲ့ ဒီလိုင်းနာကျင့်သုံးမှုတွေကဒီလိုလိုင်းနာကျင့်သုံးမှဒီယောဂါတွေကိုဒီလိုကာကွယ်နိုင်ပါတယ်လို့ကဲလက်တွေ့ကြကြစနစ်ကြကြနီးမှန်လမ်းမှန်တိထားကြတဲ့ခေါင်းဆောင်များကတိထားတဲ့အလျောက်ဒီတိုင်းနေတဲ့နယ်လို့ဆုံးဖြတ်ချက်ချထားတဲ့ဟာကိုဒီတိုင်းပဲနေလိုက်တယ်လို့ပဲဦးဇင်းတို့ကတော့မြင်ပါတယ်ခွဲခြားဆက်ဆံတယ်လို့တော့မမြင်ဘူးပေါ့ ဒီစိန်ခေါ်မှုကတော့ယောဂတွေထပ်မတိုးဖို့နဲ့ဖြစ်လာမှာကိုကြောက်တဲ့စိန်ခေါ်မှုပဲရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရန်တန်ကဖြစ်နေပြင်ဖြစ်နေကြတော့လည်းပဲမိသားစုတစ်ခုကပေါက်ဖွားလာတဲ့လူသားတစ်ယောက်ပဲမိသားစုတစ်ခုကပေါက်ဖွားလာတဲ့လူသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစုဌာနေဆိုတာ၄ရှိမိသားစုဇာတိမြေဆိုတာ၄ရှိအဲ့ဒီဇာတိမြေဌာနေကိုအခုပြောင်းခြင်းနဲ့ပြောင်းခွင့်မရှိဘူးခေါ်လာခြင်းနဲ့လာခွင့်မရှိဘူး ဒါတော့အ ਨੇ ချင်းဖြစ်တဲ့စိန်ခေါ်မှုတစ်ခုခုနသေရှင်အဆင့်တောင်မရောက်သေးဘူးပေါ့တိုးတော့နောက်ပိုင်းမှာဒီယောဂကြီးကဒီတိုင်းပဲဆက်ပြီးတော့သွားနိုင်မယ်လို့ဆိုရင်တော့ဖြစ်ပေါ်လာမယ့်စိန်ခေါ်မှုကဘာလဲဆိုတော့ရဟန္တာငါဆိုတာစွမ်းသင်္ကန်းကြောင်းစီဆိုတဲ့ပစ္စည်းလေးပါကိုမှီပြီးတော့မှသာသနာပြုရတယ်စွမ်းသင်္ကန်းကြောင်းစီတစုံတရာချွင်းချက်ဖြစ်သွားပြီဆိုသာသနာပြုတဲ့အခါမှာခက်ခဲအဟန့်တားတွေဖြစ်လာနိုင်ပွဲရာရှိတယ်ဒါကြောင့်ဒီကိုဗစ်ကာလကြီးဟာရှီလျားနေအောင်မယ်လို့ဆိုရင်တော့ရဟန္တာငါတွေသာသနာပြုရတဲ့အခါမှာ ဖြစ်ပေါ်လာမဲ့စင်ခုံမှုကတော့စွမ်းနဲ့စေပဲလို့ဦးဇင်းကတော့ဒီလိုမြင်ပါတယ်။ဘာသာရေးကအလှနဲ့ပဲကျွန်တော်တို့ကယက်တီကြတာ။ယက်တီကြတဲ့အခါမှာကျတော့ပြည်သူလူထုကအဆင်မပြေဘူးဆိုလို့ရှိရင်အဲကျွန်တော်တို့လှူဒန်းမှုဘိုင်းမှာအနည်းနဲ့အများအားနည်းလာမယ်။အခုဆိုရင်ကျွန်တော်တို့ဝိပုကိုဝက်ချင်းတွေလည်းပုံမှန်မရှိတော့တဲ့အခါမှာဒါမျိုးတွေရှိလာနိုင်တယ်ပေါ့ဆိုတော့ အဲ့ဒီအပေါ်မှာကျွန်တော်တို့ကတစ်ဖက်မှာကျွန်တော်တို့ credit မှာကြတော့ဒီလစာပုံစံမျိုးနဲ့သွားတာလေးရှိတဲ့အခါမှာကြတော့အဲ့ဒီအပေါ်မှာရေရှည်မှာဘောနော်ပံ့ပိုးဖို့ခက်ခဲလာတာလေးရှိလာနိုင်တယ်ကျွန်တော်တို့အပြင်ထွက်တာ၄နောက်ဒီကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအကုန်လုပ်ရတဲ့လက်ဆေးရမယ်မက်စတာရမယ်ဒါဒါလေးတွေကတော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်တော့မရှိတော့ဘူး ဒီ covid 19ကိုကာကွယ်တဲ့အနေနဲ့ထိမ့်သိမ့်တဲ့အနေနဲ့ကျွန်တော်တို့အနေနဲ့ဒါတွေကိုတော့အားလုံးကလောက်ရတာပေါ့ကျမ်းမကြီးနဲ့အားသာဝင်ကြီးဌာနညွှန်ကြားတဲ့အတိုင်းပေါ့လူ9ယောက်စုစည်းဖျားရှိခိုးအဲပြင်ပြန်အိမ်ရောက်ရင်လည်းအဝတ်တွေလဲရေချိုးဒါတွေလောက်ရပါတယ် ဘာသာတရားနဲ့ကျွန်တော်တို့လည်းနည်းနည်းဝေးကွာသွားသလိုကြုံလာရမယ်အဲ့လိုကြုံလာရုံနဲ့တသက်မဟုတ်ဘူးတစ်ဖက်မှာကျွန်တော်တို့ကဘာလဲဆိုတော့ဒီတကဘာလုံးနဲ့ဆိုင်တဲ့ကတ်ယောဂဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုကျွန်တော်တို့ကပို့ပြီးတော့ရုံးကန်လာရလိမ့်မယ်ပို့ပြီးရုံးကန်လာရလိလေကျွန်တော်တို့ကကျွန်တော်တို့ရဲ့ကိုကျင်တရားကိုထိခိုက်ဖို့ရန်အတွက်အချက်တရားပုံများလာလိမ့်လိမ့်မယ်ပေါ့အဲ့ခါမှာကျွန်တော်တို့အရန်ကြီးတတိထားဖို့ရန်အတွက်ကျွန်တော်တို့လိုအပ်လိမ့်မယ်ပြင်ဆင်ထားဖို့ရန်အတွက်လိုအပ်လိမ့်မယ်ပေါ့ တော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဘာသာရေးအသင်ဖွဲ့တွေကလည်းပဲအဆက်မပြတ်ဖို့ပေါ့ကိုယ့်ဘာသာဝင်နေနဲ့အဆက်မပြတ်ဖို့နောက်သူတို့ကိုကောင်းကောင်းဒီဟိုသူတို့လက်လန်းမိတဲ့နေရာမှာရှိနေဖို့ရန်အတွက်လိုအပ်တယ်ပေါ့ဒီ covid 19ကဆိုးယောဂါယူပဲကျွန်တော်တို့ကကာကွယ်ရမှာတကယ်ရို့ကျွန်တော်တို့စီကိုမလာနိုင်အောင် တားမြစ်ရမယ် နောက်ဒီ social ဟိုပါဒီကျမ်းမာရေးနဲ့အားသာဝင်ကြီးဌာနညွှန်ကြားထားတဲ့အတိုင်းနေရမယ်။အကောင်းဆုံးကတော့ stay home ပေါ့။အိမ်မှာနေတာအကောင်းဆုံးပဲ။အာလိုအပ်မှသာအပြင်ထွက်ကိစ္စဝိစ္စလေးပြီးပြန်နောက်ညွှန်ကြားထားတဲ့ညွှန်ကြားချက်တွေကိုလိုက်နာရမယ်။အဲဘာသာဝင်တွေအားလုံးကတော့အဲ့လိုပါကျွန်တော်တို့လည်းပြောထားပါတယ်။အစ္စလမ်ဘာသာကြတော့ သူအစားအသောက်ကစလို့ပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲနည်းနည်းမတူညီတဲ့ဟာလေးတွေရှိတယ်အဲ့တော့မျိုးရွာတိုင်းမှာပဲဖြစ်ဖြစ်တခြားမျိုးတွေမှာပဲဖြစ်ဖြစ်အကယ်၍ဒီကွယ်တင်းဝင်ရတယ်ပေါ့အဲ့လိုမျိုးလူတွေစားသောက်မှုပိုင်းဆိုင်ရာတွေကိုတည်တန့်စီစဉ်ပေးလို့ရအောင်ကျွန်တော်တို့ဘက်ကစီစဉ်ဆောင်ရွက်ရတာမျိုးတွေရှိတယ်နောက်တစ်ခုကအကယ်၍ပေါ့ယောဂတဲ့တယောက်တည်ဆုံးသွားမယ်ဆိုရင်လည်းပဲဒီတကြိုတဲ့ကိစ္စကြတော့လေ အစ္စလာမ်ဘာသာကကြတော့မြေမြုပ်တာတစ်ခုတည်းကိုပဲလက်ခံထားတာဒီအလုပ်ကို လက်ခံထားတဲ့ပုံမှာဒီမြေမြုပ်တဲ့အချိန်ကျရင်လွယ်ကူဖို့အတွက်အတွက်တန်ဆိုင်တဲ့ဒီကျမ်းမာရေးဌာနတွေဝင်ကြီးတွေရက်ွက်လူကြီးတွေအားလုံးပေါ့အစင်းစင်ကျွန်တော်တို့ကအကြောင်းကြားထားပြီးတော့အကယ်တေဆုံးကွယ်လွန်တဲ့လူတဦးတယောက်ရှိလာပြီဆိုကျွန်တော်တို့အဖွဲ့အစည်းတွေအသင်းအဖွဲ့တွေကိုအကြောင်းကြားပြီးအစ္စလာမ်ဘာသာအရာပေါ့လူ၄-၅ယောက်လောက်နဲ့ပဲမြေမြုပ်တဲ့နေရာမှာအဆင်ပြေဖို့အတွက်ကို ပြင်ဆင်ထားရတာတွေရှိတယ်အဲ့တော့ဒီကိုဗစ်ကာလမှာဒီဘုရားဘာသာဝင်တွေအနေနဲ့ဘယ်လိုပြင်ဆင်သင့်လဲဆိုတော့ဒီရုပ်ကိုပြင်တာကဟိုမစမ်းတော့ပဲမြင်စိတ်ကိုပြင်တဲ့ကိစ္စစိတ်ကိုပြင်တဲ့အလုပ်ကတော့အမတန်စမ်းကြေတယ်ပေါ့အဲ့တော့ဂျူတင်ပြင်ဆင်သင့်တာကတော့ကြန့်ခိုင်တဲ့စိတ်တက်ပေါ့ကြန့်ခိုင်တဲ့စိတ်တက်အကောင်းလောကရံမှာပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ဆိုင်ကြတယ်လို့အစိုးလောကဒဏ်နဲ့အခုလိုကြုံတွေ့တဲ့အခါမှာလည်းပဲမိမှန်လမ်းမှန်မှန်ကန်သောစနစ်နဲ့စနစ်တစ်ခုအောက်မှာညီညွညာတို့လက်တွဲပြီးတော့ဦးစင်းတို့ပြင်ဆင်ကြမယ်လို့ဆိုရင်တော့အရာအလုံးကိုဟိုလွယ်လွယ်ကူကူကျော်လွှားနိုင်လိမ့်မယ်လို့ဦးစင်းကဒီလိုမြင်ပါတယ်